ကျွန်တော်တို့ဒီနေ့ဆွေးနွေးသွားမှာကတော့ Grade 11 Maths Chapter 1က The Factor Theorem အကြောင်းပဲဖြစ်ပါတယ်။ရှေ့က Remainder Theorem သင်ခန်းစာမှာ function တစ်ခု f(x) ကို x - k နဲ့စားလိုက်တဲ့အခါ remainder က f(k) ရတယ်ဆိုတာအလုံးပဲသိပြီးသားဖြစ်မှာပါ။တကယ်လို့မသိသေးဘူးဆိုရင် ကျွန်တော်ရဲ့ Remainder Theorem အကြောင်းရှင်းပြထားတဲ့ဗီဒီယိုကို တစ်ချက်ကြည့်ပေးဖို့အကြံပြုချင်ပါတယ်။ဗီဒီယို link ကို description မှာချပြပေးထားပါတယ်။ဒါမဲ့ remainder အကျဉ် f(k) က0ဖြစ်နေတယ်ဆိုရင်ရော စနစ်ကိုနှင်းနဲ့စားတဲ့အခါ remainder အကျွဲမကြံပဲဖြစ်ပါတယ်။တင်းနဲ့စားတဲ့အခါလည်းဒီလိုပါပဲ။3 4 6စနစ်တို့နဲ့လည်းအဲ့လိုပါပဲ။အဲ့လိုစနစ်ကို remainder မကြံပဲစားလို့ပြတဲ့ gain တွေကိုစနစ်ရဲ့စားခွဲ gain factors of 12လို့ခေါ်ပါတယ်။အခုဒီမှာဆိုရင်လည်း f(x) ကို x - k နဲ့စားလိုက်တဲ့အခါ remainder 0ထွက်တယ်ဆိုရင် x - k က f(x) ကိုအပြတ်စားနိုင်တဲ့အတွက် သူက FX ရဲ့ factor စာကွက်ကိန်းတစ်ခုပဲဖြစ်ပါတယ် factor theorem ဆိုတာကတော့အဲ့ဒါပါပဲဒီပုံစံမှာဆိုရင် x 2က FX ရဲ့ factor စာကွက်ကိန်းတစ်ခုဖြစ်ကြောင်းပြခိုင်းပါတယ် x 2က FX ရဲ့ factor တစ်ခုဖြစ်ဖို့ဆိုရင် remainder f2 က0ထွက်မှရမှာပါ f2 ကိုတွက်ကြည့်လိုက်တဲ့အခါတကယ်ပဲ0ထွက်တာကိုတွေ့ရပါလိမ့်မယ် အဲ့ဒါကြောင့် factor theorem ရ x 2က fx ရဲ့ factor တစ်ခုဖြစ်ပါတယ် synthetic division နဲ့စာရင်လည်း remainder 0ထွက်တယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်